တချိန်ကသတင်းအမားတွေကြောင့်အင်အောင်ပြူဖို့အနောက်နေခဲ့တဲ့ Yoon Eun Hee စတုံးနေကြတဲ့အတိဒီကိုရဲနေခဲ့တဲ့အကြောင်းရင်းကိုထုတ်ဖော်ပြောကြားခဲ့တဲ့ Yoon Eun Hee ဟာအရင်ကလူမြင်ကွင်းမှာတိုက်ခိုက်မှုတွေကြောင့်အင်အောင်ပြူဖို့နောက်နေခဲ့ရတယ်လို့မျှဝေလာပါတယ်။သူမကအချိန်တွေးခဲ့တာကိုတောင်းအချိန်တစ်ခုအထိရန်နာထားပြီးတော့အင်အောင်ရေးဆိုင်ရာအတွေ့အမြင်တွေကို ဝင်လင်းလင်းဆွေးနွေးခဲ့ပါတယ်။အတိတ်ကအပြင်းထန်တဲ့လူအများရဲ့ဝေဖန်မှုဟာစိတ်ပိုင်းဆိုင်ရာဒဏ်ရာရခဲ့တဲ့အပြင်ပေါင်းတင်ဆက်ဆံရေးနဲ့ဝေးခွာခဲ့ရတဲ့အဆုံးဖြတ်ချက်ဟာအတိတ်ကအခမ်းအနားမှာပါဝင်ကြောင်းသူမဆက်လက်ပြီးတော့ရှင်းပြခဲ့ပါတယ်။အဲဒီနောက်အရေးကြီးတာကအရာအလုံးကနှောင့်နှေးသွားသလိုခံစားရပြီးတော့ကိုကိုကိုပြန်ရှာတွေ့ဖို့၁၀နှစ်လောက်အချိန်ယူခဲ့ရပါတယ်။လူတိုင်းလူလိုကသူမကိုကြိုက်မှမဟုတ်တဲ့အတွက်အမှန်တရားကိုလက်ခံဖို့အချိန်အတော်ကြာခဲ့ပါတယ်။ ဒါလူတွေကိုဆွဲဆောင်ဖို့ခက်ခက်ခဲခဲစူးစမ်းနေရတဲ့ရွန်နန်ဟေးရဲ့ပြက်သားမှုဟာကြော်ကြားမှုရဲ့နောက်ွယ်ကအချစ်အတွက်မျောလင်းချက်တွေနဲ့အတိတ်ကစိတ်ပိုင်းဆိုင်ရာတရားတွေကြောင့်အိမ်အောင်မပြုတ်ခဲ့ပေမဲ့နောက်သုံးနှစ်အတွင်းလက်ထပ်ဖို့မျောလင်းဖွယ်ရှိရဆိုပြီးတော့သိရတာလည်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးနေလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်